မင်္ဂလာပါချစ်မိတ်ဆွေဒီကနေ့မိတ်ဆွေနဲ့အတူရုပ်ဖတ်မဲ့ကျမ်းကတော့တန်ရီလအနာဂတိကျမ်းအခန်းကြီး၄တန်ရီလအနာဂတိကျမ်းအခန်းကြီး၄အခန်းငယ်တင်မ49နိဗ္ဗခနေစာမင်းတီနန်းဆန်နှစ်နှစ်တွင်အိမ်မက်ကိုမြင်တော်မူ၍ထိတ်လန့်ခြင်းဆက်ရှိတော်ကြောင့်ဆက်တော်မခေါ်နိုင်သည့်ဖြစ်၍အိမ်မက်တော်ကိုပြန်ပြောစေခြင်းက မာကုပညာရှိဘေဒင်တက်သူပြုဆရာခလတဲ့ဆရာတို့ကိုခေါ်ချေဟုအမိန်တော်ရှိတဲ့အတိုင်းသူတို့ဒီအထံတော်သို့ရောက်လာကြသည်ရှိသောရှင်မယင်ကငါသည်အိမ်မက်ကိုမြင်ပြီးထိုအိမ်မက်ကိုမသိနားမလဲသည်ဖြစ်၍စိတ်မအီမသာရှိသည်ဟုမိန်တော်မူ၏ခလတဲ့ပညာရှိတို့ကလည်းအရှင်မင်းကြီး အသက်တော်အစဉ်အမြဲရှင်ပါစေအကျွန်ုပ်တို့အားအိမ်မက်တော်ကို မိန့်တော်မူပါ အကျွန်ုပ်တို့သည် အနက်ကိုဖော်ပြပါမည်ဟု ရှုရိပါတာဖြင့်ရှောက်ကြ၏ရှင်ဘရင်ကလည်းငါအမိန့်တော်ရှိပြီ ထိုအိမ်မက်နှင့်အနက်ကိုတင်တို့မဖော်မပြလျင်တင်တို့ကို အပိုင်းပိုင်းဆင်းမီတင်တို့အိမ်များကိုလည်းနောက်ချေးပုံဖြစ်စေမီ ိမ်မက်နဲ့အနက်ကို ဖော်ပြလျင်ဆုလက်တပ်ပကာဂုံအတရေများကိုငါပေးမိတုတ်ဖြစ်၍အိမ်မက်နဲ့အနက်ကိုငါအာဖော်ပြချဟု ခလတဲ့ပညာရှိတို့ကိုမိန်တော်မူ၏ထိုသူတို့ကအရှင်မင်းကြီး မြင်မှတ်တော်မူချက်ကို အမိန်ရှိတော်မူပါအကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်ဟုတပ်ဖန်လျှောက်ချပြန်လျင်ရှင်ဘီယံက ငါအမိန့်တော်ရှိပြီးသောကြောင့်တင်တို့သည်နေ့ရက်အချိန်ကာလကြာစေခြင်းကရွေးချင်သည်ကိုငါအမှန်တည်း၏အိမ်မက်ကိုငါအာမဖို့မပြလင်တင်တို့သည်အကြံတစ်ခုတည်းသာရှိသည်ဖြစ်၍ကာလပြောင်းလဲသည့်တိုင်အောင်ငါရှင်း၌လျှောက်เสียဖို့ကောက်ကျင့်လိန်လစ်သောစကားကိုပြင်ဆင်နှင်ကြပြီအိမ်မက်ကိုပြန်ပြောကြထို့သို့ပြောလျင်အိမ်မက်အနက်ကို ပေါ်ပြနိုင်သည်ကိုငါတိမီဟုပြန်၍နှိမ့်တော်မူ၏ခလတဲ့ဆရာတို့ကလည်းအရှင်မင်းကြီးဤအမှုအရာကိုဖြေနိုင်မိသူမြေကြီးပေါ်မှာတယောက်မျှမရှိပါအဘယ်မြည်သောရှင်ဘရင်သည်ဘုံတကူကြီးတော်လဲမာကုပညာရှိဘေရင်သက်ခလတဲ့ဆရာတို့ကိုဤသို့မေးမြန်းလေမရှိပါအရှင်မင်းကြီးမေးမြန်းတော်မူသောအရာသည် ခက်ခဲသောအရာဖြစ်ပါ၏ လူပကတိနှင့်မဆက်ဆံသောဖယားမတပါအဘယ်သူမျှအရှင်မင်းကြီးရှိတော်၌မထုတ်မပေါ်နိုင်ပါဟုတပန်းပြန်ကြားလျှောက်ထားကြ၏ထိုစကားကိုကြားတော်မူလျင်ပြင်းစွာအမျက်တော်ထွေ၍ဘာဗလုန်မြို့၌ရှိသမျှသောပညာရှိတို့ကိုပယ်ရှင်းစေဟုအမိန့်တော်ရှိ၏ထိုအမိန့်တော်ဆင့်၍ဒံယေလနှင့်သူ၏အပေါင်းဖော်တို့ကိုတတ်ချင်းကရှာကြသောဒံယေလက ရှင်ဘုရင်၏အမိန့်တော်သည်အဘဲကြောင့်ဤမြားလောက်လင်မြင်သည်နည်းဟုဘာဗလုန်ပညာရှိတို့ကိုပယ်ရှင်းခြင်းကထွက်သွားသောကိုယံတော်မူအာယုကိုတတိပညာနှင့်မေးမြန်း၍အာယုတည်ထိုအကြောင်းကိုကြားပြော့လျင်တရင်လာသည်နန်းတော်သို့ဝင်၍အိမ်မက်တော်ကို ဖြေရသောနေ့ရက်အချိန်ကို ပေးတော်မူမိအကြောင်းအတနာတော်ခံပြီးမှမိမိအိမ်သို့ပြန်သွား၍ထိုအကြောင်းကိုမိမိအပေါင်းအဖော်ဟာနနိ မရှိလအာစရိတို့အားကြပြော၍ငါတို့သည်အခြားသောဘာဗလုန်ပညာရှိတို့နှင့်အတူမတည်မပြောက်စေခြင်းကဤနှစ်နည်းသောအရာ၌ဂိူနာကျေးဇူးတော်ကိုခံရမည်အကြောင်းကောင်းကင်ပုံရှင်ဘုရားသခင်ကိုဆုတောင်းကြကုန်အံ့ဟု ပြောဆို၏ညာအခါဗျာဒိတော်အားဖြင့်ထိုနှစ်နည်းသောအရာကိုဒံယေလအားဘုရားသခင်ဖော်ပြတော်မူ၏ထိုအခါဒံယေလသည် ကောင်းခင်ပုံရှင်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလျက်ဘုရားသခင်၏နာမတော်သည် ထာဝရမင်္ဂလာရှိပါစေတည်းပညာနှင့်၎င်းအစွမ်းတသိနှင့်၎င်းပြည့်စုံတော်မူ၏ကာလအချိန်ဥတုများကို ပြောင်းလဲစေတော်မူ၏ရှင်မင်းတို့ကိုလည်းနှိမ်ချချီးမြှောက်တော်မူ၏ပညာရှိတို့အားပညာကိုပေးတော်မူ၏ဉာဏ်ရှိသောသူတို့သည်ကျေးဇူးတော်အဖြစ်သာထိုးထွင်း၍နားလည်တတ်ကြ၏ နက်နဲခက်ခဲသောအရာတို့ကိုထင်ရှားစွာပြတော်မူ၏မောင်မိုင်း၌ရှိသမျှတို့ကိုသိမြင်၍အလင်းဤတီယာဖြစ်တော်မူ၏အကျွန်ုပ်ဘိုးဘီတို့၏ဖျားသခင်အကျွန်ုပ်အားပညာအစံတတိကိုပေးသနာ၍အကျွန်ုပ်တို့စုတောင်းသည့်အတိုင်းရှင်ဘရင်ဤအိမ်မက်ကို ဖွင့်ပြတော်မူသောယေရှုတော်ကိုချီးမွမ်းထောမနာပြုပါ၏ဟုဒံယေလမှုဆိုပြီးမှဘာဗလုန်ပညာရှိတို့ကိုပယ်ရှင်းစေခြင်းကား ရှင်ဘုရင်ခန့်ထားတော်မူသော အာယုထံသို့သွား၍ဘာဗလုန်ပညာရှိတို့ကို မလုတ်ကြံပါနဲ့အကျွန်ုပ်ကိုအထံတော်တို့ခေါ်သွင်းပါအကျွန်ုပ်ဒီအိမ်မက်တော်နှင့်အနက်ကိုဖော်ပြ၍ရှောက်ပါမည်ဟုဆို၏ထိုအခါအာယုသည်တန်ရီလကို အလင်းသစော အထံတော်တို့ခေါ်သွင်းပြီးလျင်အိမ်မက်တော်နှင့်အနက်ကို အရှင်မင်းကြီးအားဖော်ပြနိုင်တော်သူတယောက်ကိုယူဒအမျိုးလက် ယလူတို့တွင်အကျွန်ုပ်တွေ့ပါပြီဟုလျှောက်နေ၏ရှင်ဘီယံကလည်းငါမြင်မြတ်သောအိမ်မက်ကိုပြန်ပြော၍အနက်ကိုဖော်ပြနိုင်သလိုဟုဘီလတရှာစာအမည်ရှိသောဒန်ယေလကိုမေးမြန်းတော်မူလင်ဒန်ယေလကအရှင်မင်းကြီးမေးမြန်းတော်မူသောအရာကိုပညာရှိဘေရင်သက်မာကုဆရာအနာဂတိဆရာတို့သည် အရှင်မင်းကြီးအားဖော်ခြင်းကမတတ်နိုင်ကြပါ နန်းနေတော့အရာတို့ကိုဖွင့်ပြ၍နောင်ကာလ၌ဖြစ်လက်တတ်သောအရာတို့ကိုနေဘုခတ်နေစာမင်းကြီးအားကြားပြောတော်မူသောဘုရားသခင်တဆူသည် ကောင်းကင်ဘုံမှာရှိတော်မူ၏အရှင်မင်းကြီးနောင်၌ဖြစ်လက်တတ်သောအရာတို့ကိုကိုတော်သည်ဆက်တော်ခေါ်၍မျော်လင့်တော်မူ၏နန်းနေတော့အရာကိုဖွင့်ပြတော်မူသောဘုရားသည် နောင်ကာလ၌ဖြစ်လက်တတ်သောအရာတို့ကို ကိုတော့အားပြတော်မူ၏။ဤနည်းတော့အရာကိုကအခြားသောတတဝအပေါင်းတို့ထက်အကျွန်ုပ်သာ၍ပညာရှိတော်ကြောင့်အကျွန်ုပ်အားဖျားသခင်ဖွင့်ပြတော်မူသည်မဟုတ်ပါ။ကိုတော့ဒီစိတ်လုံးတော်ဤအထင်ကို နားလည်မိအကြောင်းထိုအနှက်ကို အကျွန်ုပ်ပြန်ကြားလျှောက်ထားစိတ်တော်ငါသာဖျားသခင်ဖွင့်ပြတော်မူ၏။အရှင်မင်းကြီးဆက်တော်ခေါ်ရင်မြတ်တော်မူသောယူပယုံခုမူကား ကိုတော်သည်ကြည့်ရှု၍ရုတ်ထုကြီးကို မြင်တော်မူ၏ထုမြတ်သောအရာအဝါနှင့်ပြည့်စုံ၍ကြီးမြတ်သောထိုရုတ်ထုသည်ကြောက်မက်ဖွယ်သောပုဏ္ဏလကုံဆောင်ရက်ကိုတော်ရှိ၌တည်ရှိ၏သူဤဥကောင်းသည့်ရှေးစဉ်ဖြစ်၏ရင်ပန်းနှင့်လက်နှစ်ဖက်သည်ငွေဖြစ်၏ဝမ်းနှင့်ပေါင်နှစ်ဖက်သည်ခြေဝါဖြစ်၏ခြေတလုံးနှစ်ဖက်သည်တန်ဖြစ်၏ခြေပမိုးနှင့် ခြေဘွားသည် တန်တပိုင်းတရွတ်တပိုင်းဖြစ်၏ကိုတော်တီကြည့်ရှုတော်မူစဉ်လက်ဖြင့်မထုမလုပ်ပဲအလိုလိုဖြစ်တော်ကြသလုံးသည်တန်နှင့်တရွတ်ဖြစ်တော်ရုပ်သူဤခြေကို ထိခိုက်၍ချိုးဖဲ့တည်ရှိသောတန်တရွတ်ကြီးဝါငွေရွှေတို့သည်ကျိုးပဲ့ကြည်မွားလျက်နှွေကာလ၌ကောက်နေတလင်းအမုန်းကဲ့သို့ဖြစ်သည်ဖြင့်လေတိုက်လွင့်၍သူတို့နေရာမရှိပြောက်လေ၏ ရုပ်သူကိုထိခိုက်တော့ကြောက်မူကတိုးပွားသဖြင့်တောင်ကြီးဖြစ်၍မြေကြီးတစ်ပြင်လုံးကိုဖုံလွှမ်းသည်ဟုမြင်မှတ်တော်မူ၏ယခုတွင်အိမ်မက်တော်၏အနက်ကိုဖော်ပြ၍နားတော်လျှောက်ပါမည်အရှင်မင်းကြီးကိုတော်သည်ဘရင်တို့၏ဘရင်ဖြစ်တော်မူ၏ကောင်းကင်ဘုံချင်းဖျားသခင်သည် နိုင်ငံနှင့်တကွတကောအာနုဘောအစွန်းတတိဘုအတရေကို ကိုတော်အားပေးတော်မူပြီး လူနေရာရှိသမျှတို့နဲ့မြေကြီးသားတရိษံမူကောက်ခင်ရက်များတို့ကို ကိုရောလက်၌အပေး၍ကိုရောသည် အလုံးစုံတို့ကိုအုပ်ဆိုးရတော်အခွင့်ရှိတော်မူ၏ကိုရောသည် ရုတ်တုဤရွှေဥကောင်းဖြစ်တော်မူ၏ကိုရောနောက်၌ကိုရောဤနိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခုသည်တည်ထောင်နိုင်ပြီထို့နောက်မြေကြီးတစ်ပြင်လုံးကိုအုပ်ဆိုးသောကျေးဝါနိုင်ငံသည်ဟုသော တတိယနိုင်ငံတည်ထောင်လိမ့်မည်။သရုတ်ထနိုင်ငံသည်တန်ကဲ့သို့ခိုင်မာသောနိုင်ငံဖြစ်လိမ့်မည်။တန်သည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ၍နိုင်တကဲ့သို့သရုတ်ထနိုင်ငံသည် ချိုးဖဲနှိမ့်ဆက်ခြင်းကိုပြုလိမ့်မည်။ရုတ်ထူ၏ခြေနှင့်ခြေချောင်းတို့သည်တယုတ်တပိုင်းတန်နှပိုင်းရှိသည်ကိုမြင်တော်မူသည့်အတိုင်းအချင်းချင်းကွဲပြားသောနိုင်ငံဖြစ်လိမ့်မည်။ သို့တော်လဲဖုတ်တော်တရွတ်နှင့်တန်ရောနောဒီကိုမြင်တော်မူသည်ဖြစ်၍တန်သည်ခိုင်မာခြင်းတက်သည်ရှိလိမ့်မည်ခြေချောင်းတို့သည်တန်တပိုင်းတရွတ်တပိုင်းဖြစ်သည့်အညီ ထိုနိုင်ငံသည်ခိုင်မာခြင်းနှင့်၎င်းကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်ဟုတ်တော်တရွတ်နှင့်တန်ရွတ်သောဒီကိုမြင်တော်မူသည့်နှစ်လျော်စွာနိုင်ငံသားတို့သည်အခြားသောလူမျိုးသားတို့နှင့်ပေါင်းဖော်ကြလိမ့်မည်။သို့တော်လည်း တယွတ်နှစ်တန်မယောနှောနိုင်တကဲ့သို့သူတို့သည်အချင်းချင်းပေါင်းဖော်၍မသိနိုင်ကြလက်နှင့်မထုမလုပ်ပဲကြောက်တလုံးသည်တောင်ပေါ်ကအလိုလိုပဲ့ကွာ၍တန်ကျေးဝါတယွတ်ငွေရွှေတို့ကိုချိုးဖဲ့သည်ကိုမြင်တော်မူသည့်အကြောင်းအရာမှာပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကိုထိုမင်းကြီးများလက်ထက်၌ကောင်းကင်ပုံရှင်ဖျားသခင်သည်တည်ထောင်စေတော်မူမီထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရပဲအထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကိုချိုးဖက်ပျက်စီး၍အစဉ်အမြဲတည်လိမ့်မည်ထို့သို့နောက်နှင့်ဖြစ်လက်တတ်သောအရာတို့ကို ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင်မင်းကြီးအားကြားပြောတော်မူ၏အိမ်မက်တော်၍ရော့ခြင်းမရှိ အနက်သည်လည်းမှန်ပါ၏ဟုဒံယလသည် အထံတော်၌ရှောက်ထား၏ထိုအခါနေဘုခတ်နေဆာမင်းကြီးသည် ပြေဝိုး၍ဒံယီလာကို ရှစ်ခိုးကိုးကွယ်ပြီးလင်ဟူသောတက်ကပြုခြင်းက၎င်းနတ်သားမျိုးကိုမိရှု၍ဆက်ကတ်ခြင်းက၎င်းစီရင်တော်မူလျက်ကိုတော်သည်ဤနဲ့နေသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍အကယ်စစ်စစ်ကိုတော်ဤဖျားသခင်သည်ဖျားတို့ဤဖျားအရင်တို့ဤအရှင်နတ်နေသောအရာကို ဖွင့်ပြတော်မူသောသခင်ဖြစ်တော်မူ၏ဟုမိန့်တော်မူ၍ဒံယီလာကိုချီးမြှောက်လျက် ညစွာသောစုလက်သက်ပကတို့ကိုပြေး၍ဘာဗလုန်နိုင်ငံတွင် ဝင်ကြီးအရာ၌၎င်းဘာဗလုန်ပညာရှိတို့ကိုအုပ်စိုးသောဝင်အရာ၌၎င်းခန့်ထားတော်မူ၏ထိုအခါတန်ရီလာသည်တတော်ဦးတင်တော်ကြောင့်မင်းကြီးသည်ရှာဒရက်မေရှက်အဘေဒနီကောတို့ကိုဘာဗလုန်နိုင်ငံတွင်ဝင်အရာ၌ခန့်ထားတော်မူ၏တန်ရီလာသည်နန်းတော်ဦး၌နေရလေ၏ ကျဖတ်သွားတဲ့သူရောက်ချင်းစီတိုင်းရောကြားနာသူရောက်ချင်းစီတိုင်းပုံမှာဖျားသခင်တာ၍ကောင်းမြတ်ပါれအာမင်